Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Tesla ရဲ့ကားပြန်မကြမီလာမီဟု Elon Musk အရေးအမွှန်ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ် Tesla ကုမ္ပဏီရဲ့အမှုဆောင်ရာရှိချုပ် Elon Musk ကတော့ Tesla ရဲ့နောက်မျိုးဆက် Roadster ကားကိုမကြခင်မှာပြသနိုင်တော့မယ်လို့အရေးအမွှန်ပြောကြားခဲ့ပါတယ်တကြိုးရိုကန် Experience အစီအစဉ်မှာသူကကုမ္ပဏီအနေနဲ့ပုံစံတူကိုပြသဖို့အရန်ကိုနှိစက်နေပြီလို့ပြောကြားခဲ့ပြီးအဲ့ဒီတရုတ်ပြပွဲဟာမမေ့နိုင်စရာဖြစ်လာနိုင်မယ်လို့ဆိုပါတယ် အစီအစဉ်တင်ဆက်သူဖြစ်တဲ့ရိုဂန်ဟာဆိုရင်ဘာကမမေ့နိုင်စရာဖြစ်စေမှာလဲလို့မေးတဲ့အခါအေလိုမတ်စ်ကရေပြီးတော့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဒါကမမေ့နိုင်စရာဖြစ်မှာပါလို့ပြန်ဖြေခဲ့ပါတယ်ပြီးတော့သူကကျွန်တော်တငယ်ချင်းပီတာတီရယ်ကအနာဂတ်မှာကားပြန်နေရှိတဲ့လို့တခါကပြောခဲ့ဘူးပါတယ်ဒါပေမဲ့ကျွန်တော်တို့မှာကားပြန်နေမရှိဘူးလို့လည်းအရှုံးဖောက်ပြီးတော့ပြောခဲ့ပါတယ်ရိုဂန်ဟာဆိုရင်အသေးစိတ်ကိုဆက်မိခဲ့ပြီးတော့ roster မှာခောက်နိုင်တဲ့အတောင်ပံတွေပါလာမလားလို့မေးခဲ့ပါတယ် ။ Max ကတော့မိတ်ဆက်ပွဲမပြုလို့ခင်ကျွန်တော်ကြိုမပြောနိုင်ဘူးလို့ပြောခဲ့ပြီးအတီးပြုဖို့ညှဉ်းဆန်းခဲ့ပါတယ်။ဒါပေမဲ့ဒါဟာအစဉ်အဆက်အမှတ်တရအရှိဆုံးထုတ်ကုန်မိတ်ဆက်ပွဲဖြစ်လာနိုင်တယ်လို့လည်းသူကထပ်လောင်းပြောကြားခဲ့ပါတယ်။မတ်စကတော့လာနေငယ်အတွင်းမှာပုံစံတူကိုမိတ်ဆက်ပြသနိုင်ဖို့မျှော်လင့်ထားတယ်လို့ပြောခဲ့ပေမဲ့ဒီပညာကအရန်ကိုရှုပ်ထွေးနေပါတယ်လို့လည်းအလေးအနက်ပြောကြားခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။ Star Channel ရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ကြပါဦးခင်ဗျာ။